ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ကျမကတော့ဆရာကြီးမင်းသိန်းခါရဲ့တပည့်တော်ဖြစ်တဲ့ဆရာမသင်းတနာစောပဲဖြစ်ပါရဲ့နော်။အင်္ဂါသားသမီးများတို့လေးလာပိုင်းတလစာကိုအကောင်းအဆိုးစပြီးတော့ဟောပြောပြီးမှဖြစ်ပါရဲ့နော်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအင်္ဂါသားသမီးများ ပါနေတယ်ကြည်နေတယ်ဆိုလို့ရှိရင်အစဆုံးလေးကြည်သွားပြီးကြပါ။ဘာကြောင့်လဲဆိုလို့ရှိရင်လေ အင်္ဂါသာသမီများကိုစေတနာမြစ်တာရှေ့ထားပြီးတော့မှ အကောင်းတာလေးတွေစိုးတာလေးတွေနဲ့ရေနေရလေးကအစပြောပြပြီးတော့မှဖြစ်ပါတယ်ဒီလေးလာပိုင်းမှာလည်းအင်္ဂါသာသမီများအယံကိုဂယုဆိုင်ရမယ်ကာလတစ်ခုဖြစ်ပါတယ်အယံကိုအရေးကြီးတဲ့ကာလလည်းဖြစ်ပါတယ်เนาะအင်္ဂါသာသမီများဒီလေးလာပိုင်းမှာဆိုရင်သူတို့ရဲ့စိတ်နေစိတ်ထား စဉ်းစားရခက်တယ်ဆုံးပြရခက်တယ်ဂျင်းနဲ့ကြက်တယ်ဟူရောက်နေတဲ့ကာလတခုလို့ပြောရင်မှမှားပါအောင်ဒီလေးလပိုင်းမှာဆိုလို့ရှိရင်ဆုံးပြရခက်တဲ့ကိစ္စမျိုးတွေရောက်လာတတ်ပါတယ်ဝင်လာတတ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများမိတ်ဆွေများအနေနဲ့ကကြတော့ဒီလေးလပိုင်းမှာမျိုးကိစ္စတွေစောင့်ရွက်တဲ့အခါမှာဝယ်ရရင်ကောင်းလို့မဝယ်ဘဲနဲ့နေလိုက်ရင်ကောင်းလို့ အဲအဲ့လိုမျိုးကိစ္စမျိုးတွေဆုံးဖြတ်ရကတ်ခတ်နေတဲ့ကိစ္စမျိုးတွေခဏခဏကြုံတွေ့ရတတ်ပါတယ်ဒါမြေယာနဲ့ပတ်သက်ပြီးတော့ဝင်လာတတ်ပါတယ်ဝင်ရင်လည်းကောင်းပါတယ်တခုတော့ရှိတယ်ဒီလေးလပိုင်းမှာကိုယ့်ရဲ့အိမ်မှာထက်နေရတာထက်အပြင်ကိုသွားလာနေရတာက ပိုပြီးတော့ပျော်ရွှင်နေပါလိမ့်မယ် အတော့အင်္ဂါသားသမီးများသူများအတွက်နဲ့ပတ်သက်ပြီးတော့ဂျားတဲ့ရနေကွာစေတနာတွေရှေ့ထားပြီးတော့ကူညီပေးခြင်းအာမခံပေးခြင်းပြုလုပ်လိုက်တဲ့အခါမှာကိုရှိကို စေတနာကိုအစော်ကားခံရပြီးတော့မှစိတ်တော်ကရောက်လာတတ်ပါတယ်စိတ်တော်ကရရှိတတ်ပါတယ်ဒါကြောင့်သူတစ်ပါးကို ဂျားတွေကနေအာမခံပေးမဲ့ကိစ္စမျိုးတွေလုံးဝမပြုတ်လောက်ပါနဲ့ဒါလေးကိုကျမက အကြံပေးခြင်းဖြစ်ပါတယ်ဒီနှစ်ပိုင်းထဲမှာအင်္ဂါသားသမီးများကစီဝါဒီလေးလပိုင်းမှာပေါ့နော်ကိုယ့်ရဲ့ဝင်ငွေတွေဝင်လာတယ်ဝင်လာတိုင်းများများလေးဝင်လာတယ်ပေါ့ဒါပေမဲ့လို့တစ်ဖက်မှာလည်းများများလေးပြန်ထက်ပြန်ထွက်နေတယ်အဲ့တော့ ဒီလေးလပိုင်းမှာအမြတ်အစွန်းကတော့ညံ့ညံ့ဆဆရရှိပြီမဲ့လို့ကိုယ့်ရဲ့ကျမ်းမာရေးကြောင့်ကိုယ့်ရဲ့အိမ်တွင်းရေးမှာတစ်ခုခုတစ်စုံတစ်ခုကြောင့်ငွေတွေအများကြီးပြန်လဲထွက်သွားတတ်ပါတယ်ဆွေမျိုးသားချင်းမိတ်ဆွေပေါင်းလေမိဘမောင်ပွားတွေနဲ့ပတ်သက်ပြီးတော့လေစိတ်ဝမ်းကွဲစရာတွေကြုံတွေ့တတ်ပါတယ်အဲ့တော့အင်္ဂါသားများလက်ရှိအနေနဲ့မိမိတို့အနေနဲ့ကတော့ဒီလေးလပိုင်းမှာ သွားကြိုက်တာတွေသွားတစ်ချောင်းဒုက္ခပေးတတ်ပါတယ်အဲ့တော့အိမ်ောင်ရေးမှလည်းတစ်ချက်ချက်အိမ်ောင်ဘက်နဲ့စိတ်ညစ်ရမယ်စိတ်တော့ကရောက်မယ်ယံနေဖြစ်နေမယ်မျက်နှာချင်းဆိုင်လို့မရအောင်တယောက်နဲ့တယောက်နားလည်မှုတွေဖြစ်နေပါတယ်အခြေရေးမှကြတော့လေတယောက်နဲ့တယောက်ပို့ပို့ပြီးတော့ဝေးသွားတာမျိုးတွေဖြစ်သွားတတ်ပါတယ်နီးနီးတော့မလို့နဲ့ ဝေးဝေးပြီးတော့သွားတတ်တာမျိုးဝေးသွားတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်အဲ့တော့ဒီကာလမှာအချီရေးအိမ်ဆောင်ရေးလည်းညံ့နေတတ်ပါတယ်ဒါအင်္ဂါသားသမီးများဒီလေးလာပိုင်းမှာအထူးဘီယူဆက်ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဆနေဆနေသားသမီးကတော့အကျိုးပေးပင်မဲ့လို့တောက်ကြသားသမီးတနင်္လာသားသမီးတနင်္ဝနီသားသမီးတွေကအင်္ဂါသားသမီးများနဲ့ဒီကာလမှာဒီလေးလာပိုင်းမှာ မတိမမြတ်ဖြစ်တာ၄ပုံမုံများပြားတွေ့ရှိရတတ်ပါဒါကြောင့်သူတို့တွေနဲ့ပတ်သက်ပြီးကိုကစကားပြောဆိုတဲ့အခါမှာအထုကယူစိုက်ပြပါအဲ့တော့အင်္ဂါသားသမီးများကဒီလေးလာပိုင်းထဲမှာမိမိတို့အနေနဲ့မနက်ကိုစောစောလေးထပြီးတော့မှတမာဒီအမာဒီဝနှကောင်းနှမျက်တွေမေတ္တာပို့ပေးတာမျိုးတွေနမိတ်ကောင်းလေးတွေကိုစောင့်ပြီးတော့မှကိုယ့်ရဲ့တနေ့တာလုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်တဲ့ အရန်ကိုကန်ကောင်းပါတယ်တဲ့လုံးဝဆုံးရှုံးမှုတွေမဖြစ်ပါဘူးတဲ့ short chat ပွားနိုင်ပါတယ်တဲ့ဒါကြောင့်တဲ့မနှက်မိုးလေးရင်မျက်နှာတက်ပြီးတာနဲ့မိမိတို့အနေနဲ့တမာဒီဝတ်ကိုစောင်းနှစ်ပါမကျန်တမာဒီဝတ်နှစ်ကောင်းနှစ်မျက်တွေကိုမေတ္တာပို့တာပေးပါတဲ့ဒါအောင်နောက်တစ်ခုကအင်္ဂါသားသမီးများကဒီနှစ်ထဲမှာဒီကာလမှာဒီလေးလပိုင်းမှာပေါ့နော်ပြောချင်တာကြတော့ တငယ်ချင်းမိတ်ဆွေတွေနဲ့စိတ်ညစ်စရာခဏခဏတွေ့မှာတငယ်ချင်းမိတ်ဆွေတွေကကိုယ့်ပေါ်မှာထင်မြင်လွဲသွားတာလေเนาะတဖြည်းဖြည်းနဲ့ကိုယ့်ရှိရနေပြီးတော့မှကိုယ်ဘလို့ခေါ်မလဲနားလည်မှုတွေလွဲချော်ပြီးတော့မှကို့မှာတယောက်တည်းဖြစ်ဖြစ်သွားတတ်ပါတယ်ဒါကြောင့်လည်းအင်္ဂါသားများအညံ့ကြီးကြီးနဲ့ဆိုလို့ရှိရင်ထန်းဒီတစ်လုံးရေမျောပါ ဘယ်နေ့မှမျောရမလို့ဆိုရင် စနေနေ့မနက်ပိုင်းလေးမှာရေမျောလိုက်ရမှာဖြစ်ပါတယ်။ရေမျောတဲ့အခါမှာမိမိရဲ့ကြုံတွေ့နေရတဲ့အညံ့နေအခုချက်ချင်းပြေပြောက်သွားပါစီဆိုပြီးတော့ပြောပြီးတော့မျောပြရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့အိမ်ဖျားမှာကြတော့မကြာခဏရေရရာအနေနဲ့ပြုတ်လုပေးရမှာကြတော့ပုံကြီးချောင်းတိမ်ဝင်တဲ့လမ်းအောင်သွားပြီးတော့မှ သဲတွေခင်းပေးတာမျိုးတွေမြေကြီးချိုင်းဝက်တွေမြေကြီးဖို့ပေးတာမျိုးတွေပြုလုပ်ပေးပါ နောက်တစ်ခုကတနင်္လာနေ့ညနေပိုင်းကမှချောင်းလို့မြစ်တို့သွားပြီးတော့မှ926ကောင်လှုပ်ပေးလိုက်ပါအဲ့တော့အင်္ဂါသားသမီးများအနေနဲ့မိမိတို့အနေနဲ့ကြောင့်နှီးစီပန်းလေးလှူပေးပါအိမ်ဖျားမှာနှီးစီပန်းတပွင့်ပြပြနှစ်ပွင့်ပြပြထိုးပေးလို့ရပါတယ်နောက်ကွာ ဒီအုံညွန့်လေးတညွန့်လဲထည့်ပြီးတော့ထိုးပေးလို့ရပါတယ်ရွက်လာလေးလေးညွန့်အားလဲထည့်ပြီးတော့လှူဒန်းပေးလို့ရပါတယ်ဒီလေးလပိုင်းမှာလှူဝမဲ့အလှူရဲ့ပြုလုပ်ဆောင်ရွက်ရမယ်ရင်ရာလေးရဲ့ဦးတေချာလေးလုပ်ပေးမယ်ဆိုလို့ရှိရင်တော့အင်္ဂါသားမီးများအညံ့နေပြေပြောက်ချမ်းသာမူရရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကအင်္ဂါသားမီးများ အချီရေးနဲ့အိမ်တော်ကြီးကညံ့ပါတယ် စကားပြောဆိုလေးတွေတော့အောင်မြင်တတ်ပါတယ်ကိုပြောလိုက်တိုင်းကိုဆိုကိုဆိုလိုက်တိုင်းမှာတစ်ဖက်သူကနားဝင်ပြီးပေါ်မှာကိုကို နှစ်သက်သဘောကျတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးများဒီကာလလေးမှာအင်နာဘီဖြီဆိုတာတို့စောင်းမွဲဖြီဆိုတာတို့ဆိုလို့ရှိရင်တရင်ကောင်းနေလဲကြားရတပါတယ်။နိုင်ငံရသခီးတွေသွားမယ်ဆိုလို့ရှိရင်တော့အခုကာလမှာမလောက်ပါဒီနဲ့ဟော လေးလာပိုင်းကြော့သွားမှပြုလုပ်ဆောင်ရမယ်ဆိုရင်တော့အောင်မြင်မှုများစွာရရှိတတ်ပါတယ်။ကဲအင်္ဂါသားသမီးအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတွေနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုယ်ပါလူရဆန္ဒလေးနဲ့ပြည့်ဝနိုင်ကြပါစေရှင်။